မင်းညာလေးဒီမှာစကားလေးပါအေးစီပြောမနေ့ကအေးရနေတော့ဆုံးသွားတယ်လို့သိရပါတယ်။အိမ်နေနဲ့ဆုံးသွားတယ်။ကျွန်မကြီးမကောင်းတာတော့ကြာပြီပေါ့နော်။ဟိုဟိုတကလောကလည်းဆေးရုံတွေပါတက်ရတယ်။ဆေးရုံတွေကတင်ရတယ်။ကျွန်မကြီးမကောင်းတာကြာပြီ။ဒါပေမဲ့ဟိုဆုံးတာတော့ဟိုလိုဆေးရုံရောက်မှဆုံးတာမဟုတ်ဘူး။အညာအိမ်နေနဲ့မနေ့မိုးလေးဆုံးသွားတော့ပါ။အတိအကျတခုကတော့ဟိုဒီသားပေါ်မှာတော့သစ္စာရှိခဲ့ကြတယ်ပဲပြောမှာပါ။ဒီသားနဲ့ပတ်သက်ပြီးတော့အားမသလို့ ဟိုကိုကြိုးချခဲ့တာမရှိခဲ့နဲ့ဒီတားပေါ်မှာသက်စာရှိခဲ့ကြတယ်ပြောရမှာပါအဓိကတော့ဥပဒေနေမကောင်းဖြစ်နေတာတော့နည်းနည်းတော့ဟိုပါပေါ့နော်ကြာပြီကြာပြီကလာပိုင်းရှိနေပြီလာပိုင်းရှိနေပြီအခုကမင်းညကတော့အိမ်မှာဆုံးတယ်အဓိကတော့နှလုံးပဲလို့ပြောရမှာပေါ့နော်သူကတော့နည်းနည်းတခြားယောဂလေးလည်းရှိပါတယ်အဓိကနှလုံးပေါ့နော် အလောင်းရှိမဲ့ဆက်လူကြီးပေါ့တက်ကလည်း980ဆိုတော့ဆက်ယောဂလေးတွေရှိတာပါမင်းနည်းလည်းဝါတယ်လေအဲဒါကြောင့်လာပိုင်းတော့ရှိနေပြီခင်ဗျာလာပိုင်းတော့ရှိနေဟိုနေမကောင်းတော့ကြာပြီအဲ့လိုပေါ့လူရင်းတော့မလှူရှာမသွားနိုင်တော့ဘူးဒါမဲ့ဟိုအဲဘောနဲ့အရောက်ဆင်းနိုင်တယ်တခါလေကျဟိုမျိုးတွေအိမ်မှာဟိုပါတီသွားလာခေါ်ရင်လိုက်လိုက်နိုင်တယ်ပေါ့နော်အဲ့လိုမျိုးလေးတွေသွားနိုင်ပါလေခင်ဗျာဟော तू ကတော့အဲ့တချင်းနဲ့ပတ်သက်ရင်တော့သူကဟိုတွေးတဲ့သားတွေနဲ့ဆွေးနေတဲ့လူတွေလေဆိုတော့အချိန်ပြည့်တော့သူတို့ဒါကို ဘယ်တော့မှဆုံးလမဲ့လူတွေမဟုတ်ဘူးကျွန်တော်သိတယ်အဲ့ဒါကိုမကြားရင်တောင်မကြားမယ်အချိန်တည်းသူတို့စိတ်ထဲမှာစိုးရင်စိုးနေပါသူတို့ဇီတာဆလုပ်တဲ့အချိန်ကမြန်မာပြည်မှာဒါစတူဒီယိုခေဦးပဲလေအဲ့ထက်ကနေဆလာတာဆိုတော့ဟိုပေါ်ပင်လုပ်ခဲ့တဲ့လူတွေမဟုတ်ခဲ့ဘူးငွေချေးချောင်လုပ်ခဲ့တဲ့လူတွေမဟုတ်ခဲ့ဘူးဒါနှစ်ပေါင်းများစွာသူတို့ဒါကိုတို့ရဲ့သားလေးကနေချက်မြလို့ပြီးလုပ်ခဲ့တဲ့ဆိုတော့တော်ပြရမယ့်စကားတော့မရှိဘူးအဲ့ဘုံမတို့ရဲ့ချက်မြနေမှုဟုတ်ဟိုကျွန်တော် ဟိုဥပ္ပဒါကတော့ကျွန်တော်တို့မောင်နှမ5ယောက်ပေါ့နော်မောင်နှမ5ယောက်မှာဥပ္ပဒါကတော့အကြီးဆုံးပေါ့ပြီးတော့ဟိုကျွန်တော်အတော်တယောက်ရှိမယ်အနီမာလာပြီးတော့နောက်ထပ်ဦးလေးတယောက်ရှိတယ်ဆုံးသွားတဲ့ဦးလေးတယောက်ပဲဦးလေးကလည်းသူအရှင်တော်ကလည်းတို့လည်းစူကြတီးကြတယ်ဆက်တော့ခဲ့တယ်ပြီးတော့ကျွန်တော်အဖေပေါ့ဖေဖေကတော့ဥပ္ပဒါသချင်းလေးရှိပေးခဲ့တယ်တေးချွချွပါ။အဲပြီးတော့အငယ်ဆုံးကတော့ဟိုဟာဆိုတော့တူတူပါခင်ဗျာ။ဥပ္ပဒါရဲ့ဒါအကြီးဆုံးပေါ့နော်။ကိုကြီးကတော့ကျွန်တော်က ခွေးတွေပါထွက်ဖို့လေပြီးတော့သချင်းတွေလည်းတောက်လျှောက်သူကြီးတဲ့သချင်းတွေလည်းနာမည်ကြီးတွေအများကြီးရှိပါတယ်ဒါကျွန်내ဟိုမျိုးဆက်မှာတော့ဥပညာပိုင်းတည်တံ့လုပ်ခဲ့လို့နည်းနည်းရှားပါတယ်အဓိကစီးပွားအဓိကကလည်းစီးပွားရေးတွေလုပ်ကြတော့စီးပွားရေးဘက်ပဲနည်းနည်းဦးတည်ကြတာများပါတယ်သူကိုယ်တိုင်သွားနိုင်တဲ့ချိန်တွေသူသွားတယ်သူစီလည်းလာကြတယ်အများတန်းသူကခင်ပေါင်းတွေပေါ့ဟိုဥပ္ပိုဟန်တို့ဘာလို့အဆောင်ရှိတယ်ပြန်ခင်ပေါင်းသူတို့ဆိုရင်သူကအများတန်းတွေ့ကြတယ်အဲ့လိုပါဟာသူကလည်းသွားတယ် တာတွေ့ကြတဲ့လူတွေတာတွေ့ကြတော့အဲ့လိုမျိုးသွားလိုက်ပြန်လိုက်တော့လည်းသူတို့ကဟုတ်တော့တော့ကစကူခွန်ပတ်ချလဲပေါ့နော်ခွန်စချခွန်စကူအဲ့ရနေစလိုက်တာဒီနောက်ဆုံးအချိန်ဒီနောက်ဆုံးသူ့ရဲ့ဟိုကိုလေးပြုနေတွဲဆိုတာမျိုးတွေမဒီရိုးနဲ့တွဲဆိုတာလည်းအဖြစ်ကိုတော့ရှောက်ဟိုဟို CV light တွေရောတပုတ်ချင်းတွေလည်းအများကြီးရှိခဲ့တော့အခုကျတော့တရှင်းတာတော်တော်များပါတယ်ခင်ဗျာတော့တော့အမြင်အားပေးတယ်ဟိုဘလိုဂီတပဲလို့တော့သူအကောင်းမြင်တယ်ဂီတဂီတပုံမှာသူက အစားတွေကတို့ကဟိုချက်မြင်တော့ခဲ့လို့ဘလိုဂီတမျိုးစားရဖြစ်တို့ကဒီသားပေါ့ဒီသားကိုလုံးခဲ့လို့ပဲအားပေးတယ်ဆိုတာချက်တယ်ကျန်ဆိုမင်းဆိုရင်တော့ဒါဟိုဥပဒါရဲ့တခြင်းမှမဟုတ်ပါဘူးဘယ်အမှုပညာရှင်ရဲ့တခြင်းကိုမဆိုရင်ဟိုပြန်ဆိုမယ်ကာဗာဆောင်းပဲပြန်ဆိုဆိုဒီကော်မရှယ်အတွက်ပဲပြန်ဆိုဆိုဒီအမှုပညာပိုင်ရှင်ရဲ့တီတီဆိုရဲ့ခွင့်ပြုချက်တော့လိုလိုပါတယ်ခင်ဗျာဒါတော့ခွင့်တောင်းရပါမယ်ပြီးတော့နောက်တစ်ခါကျတော့ creation လုပ်တဲ့သဘောတဘာဝကတော့ငူရင်းတိုင်းဘယ်တော့မှဖြစ်မှာမဟုတ်ဘူးဆိုတော့ဒီငူရင်းဆိုထားတဲ့ ဒီ note တွေကြီးနေနဲ့ပြန်ဆွဲတော့ဘလို့မှတဟဆာတာမဖြစ်နိုင်ဘူးလေမတူနိုင်ရောမတူနိုင်တော့သူတို့ပြန်ပြောင်းကြမှာပဲဒါကိုလည်းဥပဒေအနေနဲ့ဘာမှမပြောပါဘူးဘာဖြစ်စောဥပဒေကတချင်နဲ့ပြန်ဆွဲလို့ရှိတယ်ကျွန်တော်လည်းတခါလေကြာအဲတချင်နဲ့ကိစ္စစကားပြောပြရင်လည်းဟာမင်းစင်ပြေလို့လုပ်ပြလိုက်စင်ပြေလို့လုပ်ပြလိုက်တို့ကတို့ပုံစံလေးကြောင်းပြီးဆိုလေဥပဒေဖွင့်ပြတယ်ဟိုအောင်ကောင်းထက်တော့ဆိုရင်ဥပဒေတချင်ဒီဇယ်ဘာနဲ့ခင်းတချင်ဆိုရင်တို့ rapping တွေလုပ်ပြလိုက်တယ် ရတယ်အဆင်ပြေတယ်ဒါခက်ခက်ရေးစီးကြောင်းမှမတူဘူးဒါပြောင်းလဲမှုသာရှိမှာပဲလေအဲ့လိုမျိုးလေးဖွင့်ပြပါလေသူကတော့ဖြည့်စီးတိုက်တာမျိုးကလွဲရင်တိုက်တဲ့ပုံစံနဲ့အဆင်ပြေတယ်လို့ဆိုလို့ရပါတယ်ခင်ဗျာစတီးနဲ့ဒါ၃ယောက်ကြံခဲ့ပါတယ်ခင်ဗျာဟုတ်ဟောကျွန်တော်တို့ကစနေနေ့နေငယ်တနာရီတနာရီခွဲလောက်ပေါ့နော်အစီအဝေးမှာပဲကျွန်တော်စီစဉ်ထားပါတယ်ခင်ဗျအမှတ်တရစကားဆိုရင်တော့ဟိုသူတချင်းနေတာလူသာဝင်လုံသွားပြီပဲပေါ့နော် သူတရှင်ကဘယ်တော့မှဖွယ်လို့မဟုတ်ဆုံးသွားမှာဟိုပြောက်ွက်သွားမှာမဟုတ်ဆိုတော့ကျွန်တော်ပြောချင်တယ်လို့သူတရှင်နေလည်းပဲအားလုံးကကျွန်တော်လည်းကြီးပြင်းလာခဲ့တာနောက်ပိုင်းလည်းဒီတရှင်တွေလည်းဟိုဆက်လက်ပြီးတော့ရှင်ပိုင်မယ်လို့ကျွန်တော်ပြောချင်ပါတယ်